ကျမကတော့တင်ဆက်သူမဆန္နာပါဖြည့်ရမှန်ဇလံကောင်းများနဲ့စိတ်ဝင်စားပွေမူကင်းဇလံကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့အမန် YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလံကောင်းလေးကိုလည်းခန်းစားနားဆင်အားပေးကြပါအောင်ရှင်အေးမောင်ရှောက်ကုန်းရတရားလုံးရှိလူများအိမ်မောကြနေပြီဖြစ်ပေမဲ့ ညွှန့်ရွှေနယ်မအီမင်းတို့မှာမအိတ်နိုင်သေးပါအေးရဝင်ခဲ့သည်မှာအတော်ကြာပြီဖြစ်ပေမဲ့ညွှန့်ရွှေရောမအီမင်းမှာအိတ်မပြောကြသည်မောင်းကိုချစ်လားသူ့ဘက်ကိုလှဲ့အိမ်နေတဲ့မအီမင်းမျက်နာလေးကိုညွှန့်ရွှေကလက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်တယ်ညွှန့်ရွှေလက်မောင်းကိုမအီမင်းကတင်းတင်းဆုပ်ထားတယ်ချစ်လို့ပဲခုမောင်းမရဖြစ်သွားပြီမို့လားမအီမင်းကိုညွှန့်ရွှေကတင်းတင်းဖက်လိုက်တယ် မအေးမင်းကလည်းညွှွှေကိုတင်းတင်းပြန်ဖတ်ထားရီညွှွှေနဲ့မအေးမင်းတို့နှလုံးခုန်တဲ့များပူပေါင်းသွားရီအေးမောင်ဖူလာမင်းကြီးကဘာကိုတွေးလိုက်တယ်မသိတိမ်မဲညိုများနောက်ကိုဝင်ပုံးသွားရီရောက်ကုန်းရတရာလုံးမောင်းသွားရီအရှိမြောက်ယာတီလေးကတတုံတုံတိုက်ခတ်နေရီအရှိမြောက်ယာတီလေးမှာပန်းရက်နဲ့များမျောပါလာရီအိတ်တော့မောင်းရီ မအီမင်းကညွှတ်ရွှေရဲ့စပင်းများကိုလက်ချောင်းနူးနူးလေးများနဲ့ထိုးဖွာကစားနေတယ်။ညွှတ်ရွှေကတက်ပြင်းပြင်းရှူရင်အမောင်ထဲမှာဝတော်အမြင်နေရတဲ့မအီမင်းမျက်နှာကိုစိုက်ကြည့်နေတယ်။မောင်အေးအိတ်တော်ဆိုမအိတ်ချင်သေးဘူးအေးရေဒီနေ့လုံးပင်ပန်းထားတာမောင်ကလေမောင်တော့ပျော်နေတယ်။ဘာလို့အေးကိုထာဝရပိုင်ဆိုင်ရလို့အေးရောမပျော်ဘူးလားပျော်တာပေါ့ ဘာလို့မောင်ကိုထာဝရပိုင်ဆိုင်ရလို့မအီမီကိုလေးကိုညွှွှေကတင်းတင်းဖန်လိုက်တယ်မအီမင်းအတန်တိတ်သွားတယ်ဖိုးလာမင်းကြီးကလည်းတိမ်မင်းညိုများနောက်မှာပုန်းနေစေပန်းရနတ်များပြောဝင်နေတဲ့အရှိမြောက်ရာသီလေးကတတုံတုံတိုက်ခတ်နေစေသမီးရေထမင်းစားမယ်အိမ်ရှိမှထိုင်ရင်လမ်းမဘက်ကိုမျောနေတဲ့မအီမင်းဘီကိုဒေါ်ဝဲကျော်ရောက်လာတယ် စီမလူးလိုပြောင်းမှုမွေးလိုဖွာလန်ကျဲနေတဲ့မအီးမီးသဖြင့်များကိုဒေါ်ဝဲကျော်ကအသာတက်ပြီးတယ်။တမင်းစားမယ်တမီးမစားသေးဘူးအမီးမစားသေးလေနည်းနည်းစားလိုက်ပါတမီးရဲ့မနေ့ကလည်းတမီးညစာမစားဘူးပေါ့လားဒေါ်ဝဲကျော်ကစွဲခေါ်ပြီးမှမအီးမီးမလိုက် ပေချိုင်ရင်နဲ့လမ်းမဘက်ကိုငေးနေတယ်လမ်းပေါ်မှာဘာရိတ်ရောင်မှမတွေ့ရ။ကဲလာပါတမီးရဲ့ ကိုညွှတ်ရွှေကိုဆောင်းအောင်မယ်အမေမောင်ညွှတ်ရွှေကဘယ်သွားမှမသိတာသမီးရေဒီနေ့ပြန်လာမှာပါအမေဘယ်သွားမယ်ဆိုတာမောင်ညွှတ်ရွှေကသမီးကိုပြောမသွားဘူးလားမပြောသွားဘူးအမေမောင်ညွှတ်ရွှေသွားတာဘယ်နှစ်ရက်ရှိပြီလဲစက်တည့်ရက်ရှိပြီအမေညွှတ်ရွှေထွက်သွားတဲ့ရက်ကိုမအေးမင်းမှတ်ထားတယ်အုံနောက်နဲ့မှတ်ထားခြင်းမဟုတ်အသေးနှလုံးနဲ့မှတ်ထားခြင်းဖြစ်တယ် င်္ဂလာဆောင်ပြီး15ရက်သာ အတူနေရသေးတယ်။ညွှန်ရွှေပြောက်သွားတဲ့အတွက်မအေးမင်းမှတသတလွမ်းနေတယ်။ဓမြင့်မြင့်ဆွေးနေတယ်။ဓမင်းမစားနိုင်ဟင်းမစားနိုင်မအေးမင်းရဲ့ရင်ထဲမှာအလွမ်းများနဲ့ပြည့်နေတယ်။သမီးတို့ရံဖြစ်သေးလား။"အိုးမဖြစ်ပါဘူးအမေ" ခေါင်းတခါကလက်တခါကနဲ့မအီမင်းညင်းနေအိမ်တော်သက်15ရက်အတွင်းချစ်မဆုံးကျင်းမဆုံးယူရမဆုံးရှိနေတဲ့အတွက်ရံဖြစ်ဖို့ကိုသူတို့နှစ်ယောက်မေ့နေတယ်။ကြီးယောက်ကဘာတွေရှောက်လုံနေတယ်မသိပါဘူးအေး။ပြန်လာရင်တည်တည်ချာချာပြော့တာ။ဟုတ်ကဲ့အမေ။မအီမင်းကိုထမင်းစားရန်ဘလို့မခေါ်မရတဲ့အတွက်ဒေါ်ဝဲကျော်တယောက်တည်းထမင်းသွားစားရတယ်။မအီမင်းကတော့မျောနေတယ်။ညွှွှေကတော့အရေးရောင်အောင်ပေါ်မလား။ လမ်းမပေါ်ငေးကြည့်နေတဲ့မအေးမေမြဝန်းအိမ်မှာမျက်ရည်များပြည့်နေတယ်။ဟဲ့ဝဲကျော်သမီးရောရင်ွေးခရချာရင်ဥစိမ်မောင်ကိုဒေါ်ဝဲကျော်မော့ကြည့်တယ်။ဥစိမ်မောင်ကစီးလိတ်ကို အငွေတထောင်းထောင်းထွက်အောင်ဖွာနေတယ်။အိယာထဲမှာရှိမှာပေါ့တော့ဒေါ်ဝဲကျော်ကပကံလုံးများလေးကိုရင်ွေးငှဲ့ထဲတယ်။ဥစိမ်မောင်ကစီးလိတ်ဆက်ဖွာတယ်။နေမကောင်းရဲ့လားတွားကြည့်စမ်းမောင် ။ဓမင်းမစားဟင်းမစားနဲ့တေခတ်တာပဲ။သမီးရေအေးမင်းမအေးမင်းရေပြန်ထူးတန်မကြရတော့ဒေါ်ဝဲကျော်အိတ်ခန်းထဲဝင်ခဲ့တယ်။အိတ်ခန်းထဲမှာမအေးမင်းမရှိ။ပန်ရှင်မဲ့အိယာများကဒေါ်ဝဲကျော်ကိုစောင့်ကြည့်နေတယ်။အိတ်နေပြီလား။ဦးစိတ်မောင်ကဆေးလိပ်ကိုချပြီးဒေါ်ဝဲကျော်ကိုလှမ်းကြည့်တယ်။ဦးစိတ်မောင်ချလိုက်တဲ့ဆေးလိပ်ကိုဒေါ်ဝဲကျော်ကောက်ဖွားတယ်။မရှိဘူးတော့ဟမ် တမိအိတ်ခန်းထဲမှာမရှိဘူးအပေါ်ပါမြသွားနေလားဒေါ်ဝဲကျော်အိမ်မော်ကစင်းခဲ့တယ်ခြံထဲမှာရှာတော့လေမအေးမင်းကိုမတွေ့ရအေးမင်းရေတမိဒေါ်ဝဲကျော်ကတကြောကျော်ခေါ်ပြီးမေမအေးမင်းပြန်ထူးတံမကြရောက်ဒေါ်ဝဲကျော်ရွာထဲကိုလိုက်ခေါ်ပြီးမေမအေးမင်းပြန်ထူးတံမကြရောက်ဒေါ်ဝဲကျော်မော်ကြီးပန်းကြီးနဲ့အိမ်ပြန်လာတယ်တွေ့ခဲ့လားဦးစိန်မောင်ကအိမ်ရှိလမ်းမော်ထွက်ဆောင်နေတယ် ဒေါ်ဝဲကျော်ကခေါင်းခါပြရီတမိဒီလိုတကားမှမတော်ဘူးပါဘူးလာဝဲကျော်ရဝတ္တကိုတိုင်ရအောင်ကုစိတ်မောင်ဥစိတ်မောင်ခြေလန်းတုံသွားရီဒေါ်ဝဲကျော်ကဥစိတ်မောင်နားကိုပြေးသွားရီဘာလဲဝဲကျော်တမိသူ့ယောက်ျားနောက်များလိုက်သွားသလားမသိပါဘူးဟာဥစိတ်မောင်မှုတ်ထုတ်လိုက်တဲ့တပြင်းငွေကဒေါ်ဝဲကျော်မျက်နှာကိုကြမ်းတမ်းစွာပုတ်တိုက်ဖြတ်တန်းသွားရီ မာရင်မင်းပြောက်နေတဲ့အတွက်ဒေါ်ဝဲကျော်လည်းရရမ်းမအီးဘာဖြစ်ဖြစ်ဟာတိုင်ထားတာကောင်းပါလေခြေလန်းကျဲကြီးများနဲ့ဥစိတ်မောင်ရက်ွက်ငိန်ဝတ်ပြပြမှုတိဆောင်ရေးအဖွဲ့ယုံကိုထွက်လာ၏ဥစိတ်မောင်ရဲ့နှလုံးခုန်နှံကဒရင်ထင်းညီနေ၏ရှောက်ကုန်းဥက္ခရာကဆရာနဲ့တွေ့ကျင်လို့တဲ့ဓမြအမှုရဲကိုဖတ်နေရင်မှဂွင်းကောက်ရဲစခန်းမှုဒူရဲအုပ်ဦးဝင်းလှိုင်ကတရင်ပို့ပေးတဲ့ရဲတပ်သားမောင်အုံးကိုအလေးပြန်ပြူလိုက်တဲ့ ရဲတဲ့သားမောင်အောင်ကတတိဆိုရင်စကမ်းမှုအမိန်ကိုစောင့်နေလေခေါ်ခဲ့ကွာရဲတဲ့သားမောင်အောင်ကအလေးပြုတ်ပြီးအပြင်ထွက်သွားတယ်ကြေးရွာဥက္ကရာလာရီဆိုတော့ဒူရဲအုပ်ဥဝင်းလိုင်ရှင်ခုံခြင်းနဲ့အမှုကြီးမလာဘူးကြိတ်ပြီးစူတောင်းမိတယ်ဆရာလာဥတော်ကြီးထိုင်မြရှောက်ကုန်းကြီးရွာဥက္ကရာကိုဒူရဲအုပ်ဦးဝင်းလိုင်ကတည်တယ်။ရဝတနဲ့ရဲဆိုတာကဂိုင်းကျုံးမီကျုံးကိုင်းမီမဟုတ်လား။ ူပြောက်မှုလာတိုင်းတာပါစရာဘသူပြောက်တာလဲဥက္ခရာကြီးရကျွန်တော်ရွာကမအေးမင်းမှာမောင်ဦးကြီးဆရာငွေညံကိုလွတ်လိုက်စမ်းကွာရဲတုတကြက်ငွေညံအပြေးလွှားရောက်လာတယ်ဒူရဲအုပ်ဝင်းလိုက်ကိုအလေးပြုလိုက်တယ်ဒူတကြက်ငွေညံကစီပင်အုပ်စုနေမြေတာဝန်ခံရှောက်ကုန်းကြီးရွာကစီပင်အုပ်စုမှာပါဝင်နေလူပြောက်မှုလာတိုင်းနေတယ်ဆရာဆရာနေမြေဆိုတော့ဆရာကိုပဲတာဝန်ပေးရမှာပဲ အမှုမှန်ပေါ်အောင် အမြန်ဆုံးစုံစမ်းဖော်ထုတ်ပါ ဟုတ်ကဲ့ဆရာရှောက်ကုန်းကြီးရွာဥက္ကရာရဲ့တိုင်ကြားချက်ကိုအမှုတွဲဖွင့်ပြီးဒုတက်ချက်ငွေညာအခင်းဖြစ်ပွားရွာကိုလိုက်ခဲ့တယ်ပျောက်ဆုံးနေတဲ့မအေးမင်းရဲ့မိဘများဖြစ်တဲ့ဦးစိတ်မောင်နဲ့ဒေါ်ဝဲကျော်တို့နဲ့တွေ့တယ်မအေးမင်းရဲ့အိမ်ထောင်ရေးအခြေအနေကိုဒုတက်ချက်ငွေညာသိရတယ်ညွှဲ့ကျွေရဲ့မိဘဦးလာမောင်အိမ်ကိုဒုတိယကျောင်းငွေညာရောက်လာတဲ့ဦးလာမောင်ရဲ့အိမ်မှာညွှဲ့ရွှေမရှိဘူး ညွှန်ရွှေကချေရလေးဖြောက်လူလဲပြောက်ဖြစ်နေတယ်။မာယေးမင်းကိုညွှန်ရွှေခေါ်သွားသလား။တေးသေးချာချာစဉ်းစားပြီးသူ့အချက်ကိုဒုရကျငွေညံပေးဖြတ်လိုက်တယ်။မာယေးမင်းကိုညွှန်ရွှေခေါ်သွားစရာဘာကြောင့်မှမရှိ။မာယေးမင်းရဲ့မိဘများအိမ်မှာနေရေးစားရေးအဆင်ပြေတယ်မဟုတ်လား။အင်းမောင်ညွှန်ရွှေရောမာယေးမင်းရောပြောက်နေတယ်ဆိုတော့စဉ်းစားရခက်တယ်။မတော်တဆမာအေးမင်းတည်တာဆိုရင် မောင်ညွှန်ရွှေအမှုပတ်မှာစိုးရတယ်။ဒီမှာဦးလာမောင်မောင်ညွှန်ရွှေဘဲသွားတယ်လေ။သိရင်ပြောပြသူ့အတွက်ကူညီနိုင်တာပေါ့။ဒုတက်ချက်ငွေညံကရေနွေးငဲ့တောင်းနေတယ်။ဦးလာမောင်ကဒုတက်ချက်ငွေညံကိုစိုက်ကြည့်ရင်တပြင်းကျိတ်ရှိုင်းလိုက်တယ်။ဆရာဘာလဲဦးလာမောင်အေးမင်းပြောက်တာညွှန်ရွှေနဲ့မဆိုင်ပါဘူး။ဘာလို့လဲဗျ။ညွှန်ရွှေကမိမခိုးသွားတာ။ဘာ အံအောလုံးနာကြောင့်ဒုတကြက်ငွေညံရေနှွေးတိသွားတယ်။ဥက္ခရာကလည်းစီးလိတ်ကိုရောင်ရမ်းပြစ်ချတယ်။မိမရှိသူကမိမခိုးသွားတယ်ဆိုတော့အံအောစရာမဟုတ်လား။ဟုတ်တယ်စရာ။ဒံဘီရွာကခင်တန်းကိုခိုးလာပြီးကျွန်တော်အိမ်မှာ၃ရက်လာနေသွားတယ်။အမှုကတဖြည်းဖြည်းနဲ့ရှုပ်လာတယ်။ညွှွှေကနောင်မိမခိုးသွားတယ်။မအီးမင်းကပျောက်နေတယ်။ခုညွှွှေကဘယ်မှာလဲ။ဂံဘီပြန်သွားကြတယ်စရာ။ ညွှန်ရွှေကိုခြေရာခံမိပေမဲ့မာအီးမင်းကပျောက်နေတယ်။မာအီးမင်းကိုညွှန်ရွှေခုံမသွားတာတော့သိကြနေပြီ။ညွှန်ရွှေကနောင်မင်းမနဲ့မာအီးမင်းကဘယ်မှာလဲ။ဒုတကျငွေညံခေါင်းပူလာတယ်။ဆရာလာဥက္ခရာကြီးဘာတရင်ထုလဲ။ဥတာအေးကဒုတကျငွေညံရဲ့ရှေ့မှာတပွဲပေါ်ကိုအထုပ်တထုပ်တင်လိုက်တယ်။ငွေရေကွန်အိတ်နဲ့ထည့်ထားတာကြောင့်ဘာအထုံမှန်ဒုတကျငွေညံမသိရ။ဘာလဲဗျ။ လူကောင်းကောင်းမစီဟာဗျာဥဒာအေးကမွေရီကွန်အိတ်ထဲမှာဖွေးဖွေးဖြူနေတဲ့အယိုးကောင်းတစ်ခုကို ထုတ်ပြရဲဒူတဲ့ကျန်ငွေညံကအယိုးကောင်းကိုစိုက်ကြည့်နေတယ်ဘာဖြစ်လို့ယူလာတာလဲဗျာဒီလိုဆရာရဲ့ဒီအယိုးကောင်းကို အေးလိုက်လေတဲ့ကတွေ့တာအေးလိုက်လေကတင်းချိုင်းတဲ့အဝေးကြီးပဲဒီအယိုးကောင်းကဘလို့ရောက်လာတာလဲမသိရဘူးတမှုကမပြီးသေးဘူးဗျာနောက်တမှုကထပ်ပေါ်လာပြန်ပြီ ဒုတကျငွေညံဆင်းရဲသွားရီမအေးမင်းကိုရှာမတွေ့ခင်အယိုးကောင်းကပေါ်လာရီဘသူအယိုးကောင်းလည်းမသိလာပြအဲ့ဒီလဲမှာတွားရှာရအောင်တခြားအယိုးတွေရှိကြင်ရှိအောင်မှာဆင်းရဲပေမဲ့တာဝင်ကိုတော့ကြည်ကြည်ပုံပုံထမ်းဆောင်ရမှာဖြစ်တဲ့တာဝင်ကိုရှောင်လဲလို့မရဒုတကျငွေညံဥက္ခရဥဒာဤရက်ွက်ငြိမ်ဟုတ်ပြီးပြမှုတိဆောက်ရေးအဖွဲဝင်များလေပန်းရှင်အေးလံရဲ့လေထဲမှာ ရှာဖွေနေကြရီ တင်းတိုင်းကခွေးတွေကြီးလာတာလားမမသိတော့အေးလိုက်ကသူ့ကိုအမှုပတ်မှာကြောက်နေတယ်သူလည်းဖြစ်နေတဲ့အတွက်သူ့တာဝန်ဖြစ်တယ်ရှာဖွေရေးအဖွဲ့ကတဖြည်းဖြည်းရှေ့တိုးလာတယ်ဘာမှမတွေ့ရဟာရှာဖွေရေးအဖွဲ့ဝင်များမျက်လုံးပြူးသွားတယ်စိုက်ခင်းအလဲမှာခေါင်းမပါတဲ့ဖြူဖြူဖွေးဖွေးအယိုးစုတကူအဝေးစားအပိုင်းအဆောက်အစုပ်အပြည့်များတေးသေးချာချာဆက်ရှာတဲ့အခါ ကောက်ပင်များမှာရစ်ပတ်နေတဲ့သပင်များကိုတွေ့ရတယ်။ဆက်ရှာတဲ့အခါမိမစီဖနက်နှစ်ဖက်ကို တွေ့ရတယ်။ရှာတွေ့သည်များကိုတပ်တွေများရှိမှရှာဖွေပုံစံနဲ့ဒုတိယငွေညံကတင်ဆက်လိုက်တယ်။ခမဘဲမှမတော်နဲ့နော်။ဒုတိယငွေညံကလဲပိုင်ရှင် အေးလိုင်ကိုတရီပေးတယ်။အေးလိုင်ရဲ့မျက်နှာမှာ သွေးစုပ်ဖြူလျော်သွားတယ်။ကျွန်တော်ကိုဖမ်းမလို့လားဆရာ။မဟုတ်ပါဘူးဗျာ။အခုညီလိုရင်တောင်းမလို့ပါ။ ဒုတကျက်ငွေညံတို့ဥစိတ်မောင်အင်ကိုရောက်လာတယ်။ဥစိတ်မောင်နဲ့ဒေါ်ဝဲကျော်တို့ကပြပြတလဲကြီးကြူကြတယ်။ကျွန်တော်သမီးလေးရှာတွေ့ပြီလားဆရာ။မတွေ့သေးပါဘူးဥစိတ်မောင်။ရှာနေတော့မှာ။မကြခင်တွေ့မှာပါ။မြန်မြန်တွေ့အောင်ရှာပေးပါဆရာရဲ့။စိတ်ချပါဗျာ။အမြန်ဆုံးရှာပေးပါမယ်။အော်ဒါနဲ့ဒီပစ္စည်းလေးတွေကြည့်ပါဦး။တိမလားမသိဘူး။ရှွံ့တွေပင်နေတဲ့အဝိစုတ်များကိုဒုတကျက်ငွေညံထုတ်ပြရတယ်။ ဦးစိန်မောင်နဲ့ဒေါ်ဝဲကျော်တို့တေးချစွာကြည့်တယ်။မတည်ဘူးဆရာ။အဝေများမှာအပိုင်ပိုင်စုပ်နေတာကြောင့်ဘာမှမခွဲခြားနိုင်။ဒုတိယကျငွေညံကဖနက်ကိုထုတ်ပြတယ်။ဒီဖနက်ရောမြင်ဘူးလား။ဦးစိန်မောင်ကခေါင်းခါပြတယ်။ဒေါ်ဝဲကျော်ကဖနက်ကိုတည်တည်ချာချာယူကြည့်တယ်။ဖနက်မှာကပ်နေတဲ့ရွှေများကိုချစ်ပြတယ်။ဒါတမိအေးမင်းရဲ့ဖက်နဲ့ပဲ။မအေးမင်းဖက်နဲ့ဆိုတာတေချာရဲ့လားဒေါ်ဝဲကျော် တေးကြပါရဲ့ဆရာမင်္ဂလာဆောင်နှောင်းကဝဲတဲ့ဖနက်ပါဖနက်နာမည်ကိုတေးသေးချာချာမှတ်မိပါရဲ့ပန်းချေရီတဲ့ပန်းရောင်ကလေးဆရာတို့ဒီဖနက်ကိုဘယ်ခါရတာလဲမပြောချင်မိမဲမပြောရင်မပြီးတဲ့အတွက်ဒုတိယငွေညံကပြောလိုက်ရတယ်အမလေးသမီးရဲ့အဖြစ်ဆိုးလာကြည်လားဆိုတော့ဒေါ်ဝဲကျော်ရဲ့ငူတန်ကြီးကစီကနဲ့ထွက်ပေါ်လာတယ်ဒီလောက်ကလေးနဲ့ဘာလို့အယူကျသွားတာလဲဆရာ အယိုးစုများကိုငေးကြည့်နေတဲ့ဥစိတ်မောင်မျက်လုံးမှာမျက်ရည်များဝဲနေတယ်။ဒေါ်ဝဲကျော်ကတော့မျက်ရည်တွေတွေတွေစိကြနေတယ်။ကျွန်တော်လည်းအဲ့ဒါစဉ်းစားနေတာပဲဥစိတ်မောင်။ဒီလိုပြအေးလိုက်ရင်လေခွင်းတာကဖုန်ကြီးချောင်းရှိတယ်မဟုတ်လား။ရှိတယ်ဆရာ။ဖုန်ကြီးချောင်းရှိရင်ခွေးလည်းရှိမှာပဲဗျ။ဟာရှိပြီလားဆရာရဲ့ခွေးတွေမှအများကြီးပဲ။ဥစိတ်မောင်ကအယိုးစုများကိုငေးကြည့်နေတယ် ဒေါ်ဝဲကျော်ကတော့ငိုလို့ကောင်းစေအဲ့ဒီခွေးတွေအသားကိုစပြေလိုက်တာထင်နေဟာဟုတ်တာပေါ့ဇာရည်အဝိစားတွေစုတ်တာကခွေးတွေလက်သေးနဲ့ကုတ်ဖြေထားလို့အစိမ့်စိမ့်အမောင်မောင်ဖြစ်နေတာမျိုးဗျဥဒအေးကအဝင်များကိုတကူချင်းပြန်ကြည့်နေတယ်စုတ်ပြဲနေတဲ့အဝင်များမှာရှင်များပေနေပြီမဲ့သွေးစသွေးနာများမတွေ့ရညွှွှေလျှောက်ကုန်းရွာမှာရောက်နေတယ်ဆိုတဲ့သတင်းကြောင့်မောင်အိတ်ကိုလှုပ်ပြီးအခေါ်လှုပ်လိုက်တယ် မောင်အိတ်နဲ့အတူညွှတ်ရွှေပါလာ၏ဒုရကျငွေညံကအချိန်မဆိုင်မီညွှတ်ရွှေကိုစစ်တည်းအေးမင်းသေးတာသိသလားသိပါရဲ့ဆရာသိရင်ဘာလို့ဦးစိတ်မောင်တို့အိမ်ကိုမသွားတာလဲကြောက်လို့ပါဆရာဘာကိုကြောက်တာလဲဖြေလေကွာဘာကိုကြောက်တာလဲကျွန်တော်နောင်မိတ်မယူထားတာကိုဦးစိတ်မောင်တိမကြောက်တာပါမအေးမင်းကိုမင်းတတ်တာမဟုတ်လားအာမဟုတ်ပါဘူးဆရာမအေးမင်းကိုကျွန်တော်မတတ်ပါဘူး အညာပါနဲ့ညှို့ရွှေရနောက်မိမယူခြင်းလို့မင်းမအေးမင်းကိုတတ်တာမဟုတ်လားမဟုတ်ပါဘူးဆရာနေပါအောင်ကမင်းကဘာလို့နောက်မိမယူတာလဲမအေးမင်းကပေါက်နေတယ်ဆရာဘာပေါက်တာလဲကွာဩမအေးမင်းကစိတ်သိမ့်မမှန်ဘူးဆရာဒါကြောင့်ကျွန်တော်စိတ်ညစ်ပြီးနောက်မိမယူတာပါဆရာဟာဘာဆိုင်လို့လေကွာညှို့ရွှေကိုဘလို့ပဲစစ်စင်မရမအေးမင်းကိုသူ့မသက်ချောင်းညင်းနေ ညံ့မြန်တက်တဲ့လေမရှိတာကြောင့်ဒုတိယကျငွေညံလေအယမ်းမဆူဆွေးနိုင်တက်တဲ့အထောက်ထားမခိုင်းလုံးမေညွှွှေကိုဖမ်းလို့မရတရားဆွဲလို့မရစိတ်ညစ်ညစ်နဲ့ဒုတိယကျငွေညံချွေးပြန်နေတယ်မင်းဝန်ခံရင်တက်တာမေညွှွှေတကယ်ပါစရာမအေးမင်းကိုကျွန်တော်မတက်ပါဘူးသူမတည်လဲကျွန်တော်နောက်မိတ်မယူလို့ရတာပဲယူလဲယူပြီးနေတဲ့အတွက်ညွှွှေကပြောအားရှိနေတယ် ညွှန်ရွှေကပြောရှိပေမဲ့မအေးမင်းကတော့တည်သွားပြီ။မအေးမင်းရဲ့အမှုမပေါ်တာကြောင့်ဒုတကျက်ငွေညံအကြီးကျယ်စိတ်ညစ်နေတယ်။အမှုကလွယ်လွယ်လေးနဲ့ခန့်နေတယ်။လူသက်သမားသုံးနဲ့လက်နဲ့လေးရှာမတွေ့။အသားတွေကိုရင်းအင်က အစိပ်ပိုင်းတွေမရှိတာကြောင့်လေဘလို့တည်မှမသိ။ဒုတကျက်ငွေညာကိုကိုကိုမကြေမနက်ဖြစ်နေတယ်ကိုကိုကိုညံမှန်တိလိုက်တာကြောင့်လေရှက်နေတယ်ဘာလဲစရာ 哦，毛诶，这那小公园多么路？不都嘛么可比？就在这五年之后的小公园不过出来哩。我看到五大一四个么外面，一来来关不过小来哩。မမေတမေစပန်းနံမြကမြောက်လေအဝေးမှာဘညာတန်းကရင်ကနေကြရီ စပန်းနံကလီပြေမှာတင်းတင်းပြန်ပြန်ဟိုကြည့်ဒီကြည့်နဲ့မအေးမေအယိုးစုတွေ့ရနေရာကိုဒုတကြငွေညာလျှောက်လာတယ် ပဝင်းကျင်ကိုအကဲခတ်တော့လေဘာမှထူးထူးခြားခြားမတွေ့။ဘယ်ညာတိန်နေတဲ့စပားပင်များကိုသာတွေ့ရတယ်။တေသူရဲ့အယူစုကိုတွေ့ရတော့လေတတ်တဲ့လက်နက်ကိုမတွေ့ရ။တတ်တဲ့လူကိုမတွေ့ရ။တခြားခြေရာလက်ရာဘာမှမတွေ့ရ။စပားပင်များကစကားပြောတတ်ရင်ကောင်းမေ။စပားပင်များကတော့မာယီမင်းကိုတတ်သူကိုတည်တယ်။မာယီမင်းကိုတတ်တဲ့လက်နက်ကိုတည်တယ်။လူသက်သမားကမာယီမင်းကိုဘလို့တတ်သွားတာကိုတည်တယ်။ မအေးမင်းကိုတတ်မှုမှာ မျက်မြင်သက်သည်ဆိုပြီးတဘာပင်များသာရှိ၏တကူတဲသောမျက်မြင်သက်သည်စဘာပင်များကစကားမပြောတတ်တတ်သည်မခံတတ်ရုံတော်ကိုစဘာပင်များကိုတတ်သည်အဖြစ်တင်ပြလို့မရစဘာပင်များကိုတတ်သည်အဖြစ်မတင်ပြနိုင်နှင်းငွေနဲ့အေးမြနေတဲ့လေပြေကဒုတိယငွေညံရဲ့ရှင်ကိုမအေးမြစေနိုင်။စဘာနန့်တင်းတင်းကဒုတိယငွေညံစိတ်ကို မလန်းဆန်းစေနိုင်။ဟာ စိတ်ပြက်ပြက်နဲ့လေခွင်းတဲကပြန်အထွက်ကတင်းရိုးဘေးမှာတပိုင်းနစ်နေတဲ့ဖက်နဲ့တစ်ဖက်ကိုဒုတကျငွေညာတွေ့လိုက်ရသည်ဆက်ရှာတဲ့အခါတခြားနေရာမှာနောက်ထပ်ဖနက်တစ်ဖက်ထပ်တွေ့တယ်။ရွှေများကိုတည်တည်ချာချာဆင်အောင်ဈေးလိုက်တဲ့အခါဖနက်နှစ်ဖက်မှာတည်ရန်ဖြစ်နေတယ်။မြင်းကျယ်တစ်စိမ့်အစိမ့်ရောက်နဘက်တစ်စိမ့်ဖနက်နှစ်ဖက်လုံးထိပ်မှာတွေ့ကံပုံအမှတ်သားလေးတစ်ခုစီပါရီတွေ့ကံနှစ်ပုံလုံးအရွယ်တူ ဖနက်ကိုသိမ့်ပြီးအေးလိုက်အိမ်ဘက်ကိုဒုတိယချက်ငွေညာထွက်လာ၏အေးလိုက်ရေနွားစာဆင်းနေတဲ့အေးလိုက်ကိုအစင်းသင်းတွေ့ရ၏ဒုတိယချက်ငွေညာကိုတွေ့တဲ့အခါအေးလိုက်ကမျက်နှာပြက်နေ၏ဒုတိယချက်ငွေညာကအေးလိုက်ဖနက်ကိုကြည့်၏အေးလိုက်စီးထားတဲ့ဖနက်က မြဲကျဲအပြားရောင်ထိတ်မှဘာအမှတ်သားမှမရှိ အမှုကဘာထူးသေးလဲစရာဘာမှမထူးပါဘူးဗျာအိမ်မော်တက်လေစရာမတက်တော့ပါဘူးဗျာ ။ဩခရာကြီးတော့ရအောင်မေး။အေးလိုက်ကတက်ပြင်းကြိတ်ချတာကိုဒုတိယကျဲငွေညံတဲ့တဲ့ကြားလိုက်ရတယ်။အေးလိုက်ကိုကြောခိုင်းရင်ဒုတိယကျဲငွေညံရဲ့ရှင်ထဲမှာလေပူများနဲ့လေးလံနေစေ။ဖနက်ပိုင်ရှင်ကိုဘယ်လိုရှားရမှမသိအောင်ဖြစ်နေတယ်။မြင့်ကျယ်ဖနက်နံပါတ်30ဆိုတာကယောက်ျားတော်တော်များများစီးတတ်ကြတယ်မဟုတ်လားလားစရာထိုင်ချံဝမှာဥတာအီနေစုံနေ ဥဒအေးကပေါတူးကိုချပြီးဒူတဲ့ကျက်ငွေညံနဲ့အိမ်ထဲကိုဝင်လိုက်လာတယ်။ဘာလုပ်နေတာလဲဥက္ကရာ။ဘူးပင်တွေကိုရေဆွေးထည့်နေတာပါဆရာ။ညွှန့်ရွှေအိမ်မှာရှိလားဥက္ကရာ။ရှိတယ်ဆရာ။ခေါ်ပေးစမ်းပါဗျာ။ခေါ်ပေးမယ်ဆရာ။အိမ်ရှိမှာချထားတဲ့ဇပွဲမှာဒူတဲ့ကျက်ငွေညံဝင်ထိုင်နေဥဒအေးကအိမ်ကပန်းမှာထိုင်နေ။ဆမ်မောင်ကြီး။ဟေးဆမ်မောင်။ဗျာ။ ထူးတဲ့တန်နဲ့တူစံမောင်ရောက်လာ၏ဒူရကျငွေညာကိုအပြုံးနဲ့နှုတ်ဆက်သည်ညွှွှဲကိုတွားခေါ်စံကွာစံမောင်ချမ်းပြင်းထွက်သွား၏ဒူရကျငွေညာကလက်ဖက်ရည်ငှဲ့တော့သည်ဘာထုလဲဆရာဘာမှမထူးဥက္ကရာတဲလွန်စားတစ်ခုမှမရတော့ဘလို့လိုက်ရမှမသိဘူးဖြစ်နေတယ်လူသက်သမားကအတော်ပြီးရတာပဲအေးဗျာလက်ဖွေရလေးဘာလေးကြံရင်လဲလိုက်ရတာလွယ်သေးတယ်ညွှွှဲလာပြီဆရာ လာဟဲ့ညွှန်ရွှေဒုရကျငွေညံရဲ့ရှေ့မှာညွှန်ရွှေဝင်ထိုင်နေဒုရကျငွေညံကညွှန်ရွှေရဲ့ဖနက်ကိုမတိမတာကြည့်နေမြင်းကျဲအပြာရောင်ဘာကိစ္စရှိလို့လဲဆရာဩမအေးမင်းအကြောင်းနည်းနည်းမေးချင်လို့ပါကွာဘာမေးချင်လို့လဲဆရာကျွန်တော်ဆရာကို အကုန်ပြောပြပါပြီအေးလိုက်ရဲ့လေတဲကို မင်းသွားသေးလားမသွားပါဘူးဆရာမညာနဲ့နော်မညာပါဘူးဆရာ မင်းတကယ်မသွားဘူးနော်မသွားပါဘူးဆရာမအီးမင်းကိုမင်းတက်တာမဟုတ်လားမတက်ပါဘူးဆရာညွှန်ရွှေရဲ့မျက်နာကခက်တီတီဒုတိယချက်ငွေညံ့မျက်နာကိုစိတ်ကြည်နေဒုတိယချက်ငွေညံ့ကလွယ်အိတ်ထဲမှာလက်ထိတ်ကိုထုတ်ပြီးသပွဲပေါ်ကိုတင်လိုက်တဲ့ညွှန်ရွှေကအမှုရှာမပြတ်မင်းလက်နှစ်ဖက်စလုံးရှေ့ကိုထုတ်လိုက်စမ်းညွှန်ရွှေကလက်နှစ်ဖက်ကိုရှေ့ထုတ်ပြီးဒုတိယချက်ငွေညံ့ကညွှန်ရွှေကိုလက်ထိတ်ခတ်လိုက်တဲ့ ကျွန်တော်ကိုဖမ်းနာလားဆရာအေးဘာမှုနဲ့ဖမ်းနာလဲဆရာမအေးမင်းကိုတတ်တဲ့အမှုကျွန်တော်မှမတတ်တာမညာနဲ့ညွှန်ရွှေမတေချာဘဲနဲ့မင်းကိုငါမဖမ်းဘူးကကျွန်တော်တတ်တာဆရာမြင်လို့လားမမြင်ပါဘူးကဒါပေမဲ့ငါ့ကိုပြောတဲ့သူရှိတယ်ဘသူလဲဘသူပြောတာလဲညွှန်ရွှေတဲ့မကဥတအေးပါ စိတ်ဝင်စားလာတယ်ဒုတိယငွေညာညွှန်ရွှေကိုအကဲခတ်နေတယ် စပားပင်တွေဟာဗျာညွှဲ့ရွှေမျက်နာမှာ ပြုံးရိပ်တန်းသွားပြီဥဒအေးကခေါင်းတရမ်းရမ်းနေဆရာကတကယ်နောက်တာပဲနောက်တာမဟုတ်ဘူးတကယ်ပြောတာကစပားပင်တွေမှာစကားမပြောတတ်တာပဲဆရာရဲ့စပားပင်တွေကစကားမပြောတတ်ရင်ဒါကရောကဒုတချက်ငွေညံကအစိမ်းရောင်မြင်းကျိဖနက်ကိုသပွဲပေါ်တင်လိုက်တဲ့ဥဒအေးကဘာမှနားမလဲဖနက်ကိုစိုက်ကြည့်နေတယ် မင်းဘာညာအောင်မလဲညောရွှေဟေးအောင်ငါမေးနေတာမကြောက်ဘူးလားဟုတ်ပါရဲ့ဆရာဟုတ်ရင်မင်းဘယ်လိုတတ်တယ်ဆိုတာကိုဥက္ခရာရှိမှပြောကွာဒီလိုပါဆရာကျွန်တော်ဓံမီကပြန်တော့ရွာပြင်မှာမအေးမင်းနဲ့တွေ့ပါရယ်မအေးမင်းကိုချော့ပြီးအေးလိုက်လဲခွင်းနဲ့ကို ခေါ်လာပါရယ်မအေးမင်းကအော်ဟစ်ရန်တွေ့တာနဲ့ဗဇက်ကိုပိတ်ပြီးအရှိုက်ကိုသုံးလေးချက်ထိုးလိုက်တာနဲ့တည်သွားတာပါ ဦးသားအေးကအန်းအန်းတင်ကမျက်စိကြီးပြူးနေတယ်။ပါဇက်အဟောင်းသားနဲ့ဒုရကျက်ငွေညံကိုကြည့်တယ်။နေပေါင်းဆရာရဲ့ကျွန်တော်တခုလောက်မေးပါရစေ။ဘာလဲဥက္ခရာရဲ့မေးပါ။ဖနက်ကညွှန်ရွှေဖနက်လို့ဆရာဘလို့လို့သိတာလေ။ညွှန်ရွှေဖနက်ကိုယူကြည့်ပါလား။ဦးသားအေးကညွှန်ရွှေစီးထားတဲ့ဖနက်ကိုယူကြည့်တယ်။ဘာမှနားလည်ပုံမရ။ဖနက်ထိတ်မှကြည့်လေ။တွေးကံပုံမှတ်ထားတယ်လေ။တွေ့ရဲ့ဆရာ။ဒီဖနက်မှာရော တွေ့ရစီဟာညွှတ်ရွှေစီးထားတာအစ်စ်ဒီဘက်နဲ့ပြောက်သွားလို့ဝဲစီးထားတာတဲမိုက်တဲ့ကောင်းမဲကွာလက်ထိတ်တန်းလန်းနဲ့ညွှတ်ရွှေကခေါင်းကိုက်ဆိုင်ကျသွားရိမျက်နှာပေါ်မှာအပြုံးမရှိတော့ဒီကောင်မိုက်တာကပုံမှန်300နှစ်ဥက္ခရာကြီးအင်ကပူမျိုးနဲ့ဂွင်းကောက်ရဲစခန်းမှာညွှတ်ရွှေကိုပ40တိမြင်ဆောင်60လီပုံမှန်300နှစ်နဲ့တရားရုံးမှာတရားဆွဲဆိုလိုက်တယ် ။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။